Brighter Little အလကို Jamaria Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီနေ့မှလည်း Brighter Little အတွက်ဇာတ်လမ်းကလေးတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒါဆိုမလို့ Brighter Little ကဗီဒီယိုလေးရဲ့အစအထိကို VPN လိုက်ခတ်ပြီးတော့မှကြည့်ရှုအားပေးချဖို့မြစ်တာရခံလို့ပါတယ်။ Hey Jamaria Emma ဖြစ်ပါတယ်။ Jamari Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ကျမက New Jersey မှာနေထိုင်ကြတဲ့အိန္ဒိယမိဘတွေကမှဖွားလာခဲ့ပါဗျ။ကလေးဘွားအရွယ်မှာတော့ New York မြို့ကိုကျမတို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါဗျ။ ကျမတို့မိသားစုကချမ်းသာတရားတော့မဟုတ်ပါဘူး။ဒါပေမဲ့ပြဿနာမရှိဘဲနဲ့နေနိုင်စားနိုင်လောက်တဲ့အဆင်တော့ရှိပါတယ်။ကျမရဲ့အဖေကတော့အကောင့်တက်တရားဖြစ်ပြီးတော့ကျမရဲ့အမေကတော့ makeup artist တရားဖြစ်ပါတယ်။မိမိ makeup ပြင်နေတဲ့အချိန်တွေဆိုရင်ကျမထိုင်ကြည့်နေရတာသဘောကျတယ်။ဒါပေမဲ့လူတွေအားလုံးကဘာဖြစ်လို့အဲ့ဒီ makeup ကိုလိမ့်ချင်နေရလဲဆိုတာကိုတော့ကျမနားမလည်ခဲ့ပါဘူး။မမေလူတွေကဘာဖြစ်လို့ makeup တွေကိုလိမ့်ကြတော့လဲ။ဘာလို့လဲဆိုတော့သူတို့ကလှကျင်လို့ပေါ့တမီးလေးရဲ့။လှတယ်ဟုတ်လား။ တမီးရဲ့အမြင်မှာတော့သူတို့ကမျက်နှာပေါ်မှာပကြီကားတွေကိုဆွဲလိုက်ကြပြီးတော့ဟာတောက်လို့ရှင်တို့လိုပဲလှချင်တယ်လို့လည်းပြောသေးတယ်ဘာဖြစ်လို့နှာခေါင်းနဲ့ပါးတွေကနှီးနှီးအောင်လှုပ်ထားကြတာလဲတမီးလေးကြီးလာတဲ့အခါကျရင်လည်းလှုပ်ကြည့်ပေါ့အဲ့ဒီအခါကျတမီးလေးသဘောပေါက်သွားလိမ့်မယ်ကျွန်မဘွားကပြည့်ပြည့်စုံခဲ့ပါတယ်အစ်စ်နေကလည်းကောင်းတယ်တကယ်ချင်းနေတဲ့အများကြီးရှိသလိုဆီယမတွေကလည်းကျွန်မကိုချစ်ကြပါတယ်ဒါပေမဲ့အသက်၁၄နှစ်အရွယ်မှာတော့ကျွန်မရဲ့ဘွားကြီးအရာအလုံးကပြတ်တုံးသွားပါတော့တယ် ။နွေရာသီကြမ်းပိတ်တဲ့အချိန်မှာအဖအကိုလည်းတော့တွေ့လိုက်ပြီးတော့အိန္ဒိယကနေကျမထက်တန်းချောင်းတက်ဖို့ဆိုပြီးတော့နယူးယောက်ကိုပြန်ရောက်လာတယ်။ပထမဆုံးကျမရဲ့ထက်တန်းချောင်းကိုတက်ရမယ်နေဆိုတော့ကျမအရင်ဆက်လို့ရှာနေကြတာပေါ့။အဲဒီဆက်လို့ရှာဖို့ကအကြာကြီးတော့မခံလိုက်ပါဘူး။ဘာလို့ဆိုတော့ကျမထင်တာတလို့မျိုးအထက်တန်းချောင်းကဟုတ်မနေလို့ပါ။လူတွေနဲ့တက်နိုင်တဲ့များညနေချင်းမဆိုင်လို့ရှင်အစီပြေသွားလိမ့်မယ်လို့ကျမထင်တာဒါပေမဲ့ပထမအဆုံးကြောက်တက်တက်အပတ်ပါရင်အရှာအလုံးကအဲ့ဒီလိုဟုတ်မနေပါဘူးအတန်းတက်ဖို့ဆိုပြီးတော့ကျမလည်းရှောက်လာတဲ့အချိန်မှာ လက်ကလက်ပတ်လေးကိုပြင်ပြီးတော့ခေါင်းကုပ်ငုပ်ပြီးရှောက်လာခဲ့လိုက်တယ်။အနောက်ကနေကျောင်းသူတရားကိုတိုက်မိလိုက်ပြီးတော့သူကအသက်အခြေကြီးနဲ့ထောက်အောင်ပါတယ်။အိုးမဖြစ်ဘူး။သူကဘက်ကပဲ။ကျမတို့တစားလုံးရဲ့ခွင်းတကူကောင်းဆန်တဲ့ဘက်ကပေါ့။သူကဘလို့လဲဆိုတော့ဒရမာခင်းရတော့ကိုမုန်းနေဆိုပြီးတော့သူကိုယ်တိုင်ဒရမာခင်းတက်တဲ့သူမျိုးပါ။အာငါဖောက်ကြည့်တယ်။ညလုံးလိုက်တာဘာဖြစ်သွားပြီလဲ။တမ်းပါရဟဲ။ငါနှစ်ကိုတကယ်မမြင်လိုက်လို့ပါ။ဟာတောင်ငါရှင်ရမှာလား။ညောင်ငါမမြင်ဘူးဆိုတော့ဖြစ်နိုင်လို့လား။ မမြင်ရအောင်နင်ကကန်းနေလို့လားဒါကအသက်ဆက်ဆက်ထွက်ထားတဲ့ brand new iphone တော့အခုနင်ကတော့နောက်တစ်လို့အရှော်ပေးရတော့မယ်ဘာကိစ္စနဲ့ငါကအရှော်ပေးရမှာလဲငါတို့ကြောင့်နဲ့မှာဖုန်းမတုံးရဖို့အတွက်အားလုံးကတက်မြစ်ထားပြီးသားလေဒီကရက်ဆာတော့ဒီလိုမတုံးရတဲ့နေမြစ်ကိုနင်ကယူလာတာနင်ကမှမရသူမဟုတ်ဘူးလားနင်ကမကျင်နေဘူးဆိုရင်လည်းကျောင်းစီစီသွားတိုက်ပါလားဒါဆိုလည်းနှစ်ယောက်လုံးတူတူသွားကြတာပေါ့ငါလည်းနေ့ကိုမတော်တဆတိုက်မိသွားတဲ့အကြောင်းရှင်းပြလိုက်မယ်မြန်လွယ် iPhone ကိုသွားတဲ့အကြောင်းကိုအစီအမကြီးနဲ့တိုင်ပြလိုက်လေ ဘာဖြစ်လို့နေကဖုန်းကိုတင်လာရပါရဲဆိုတဲ့အကြောင်းရင်းကိုပေါ့အဲ့ဒါဆိုရင်နောက်ဆက်တွဲကဘာဖြစ်တော့မလဲဆိုတော့နေတိတယ်မလားရေဘက်ကနေကနေကိုနေတော်တက်တယ်လို့ထင်နေရလားနေလာရှုပ်တဲ့သူကမှောက်တော့ပြီဆိုတော့ကိုနေတိထားလိုက်အဲ့လိုပဲမှတ်ထားလိုက်မယ်နော်တတကျမတို့လှည့်ပြီးတော့ထွက်လာတဲ့အချိန်မှာဘက်ကကနောက်ကနေတွန်းလိုက်ပါရဲကျမကဒီလိုလုပ်တာတော့ကျမဒီတိုင်းငင်ခံနေမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျမလည်းနောက်ကိုလှည့်ပြီးတော့သူ့ရဲ့မျက်နှာကိုဖျောက်ကနေရိုက်ချက်လိုက်ပါရယ်ခဏနေတော့ကျမတို့နှစ်ယောက်စလုံးနဲ့အသေးအတိုင်းရပြစ်ကြပါပါရယ် ရှမ်းပြည်နယ်ရင်းတဲ့သူကကျမရဲ့လက်ပတ်လေးကိုလည်းဆွဲပြီးတော့ဖျက်လိုက်တယ်လေ။အဲဒီအခါတည်းမှာကျမရဲ့နှလုံးသားတွေရှက်တက်ပြီးတော့ကွဲကျစ်သွားသလိုခံစားလိုက်ရပါတယ်။အဲဒီအချိန်မှာထလည်းအော်ကျင်တယ်၊ငုံလုံးကိုကျင်တယ်၊အန်လည်းအန်ကျင်လာသလိုဘယ်လိုခံစားချက်စီလဲ။ကျမမြေကြီးပေါ်ထူထောက်လိုက်ပြီးတော့အခုစစ်ပေကိုဆောက်ဆွဲနေလိုက်ပါတယ်။မရှောက်ဘူး၊ဒီလိုဖြစ်လို့မရဘူး။ဒါကငါအချိန်ဆုံးလက်ပတ်လေးပဲ။ငါအဖွားကငါအတွက်လုပ်ပေးထားတာ။ဒီလက်ဆောင်ကသူငါ့ကိုနောက်ဆုံးပေးထားခဲ့တဲ့လက်ဆောင်ပဲ။ ဟုတ်လားငါကတော့နင့်ကိုဦးစားပေးခဲ့တာပဲနော်နင်ကတော့ငါ့ကိုလာပြီးတော့နှောက်ရှက်လိုက်တာဒီတော့ငါလည်းမတတ်နိုင်ဘူးလေအလုံးကကျမကိုထိုးစမ်းတဲ့အချိန်နဲ့ကြည့်နေကြတော့ကိုကျမသတိထားမိပါတယ်။ဒါပေမဲ့လည်းသူတို့ကခင်းမဆိုင်နေပဲနဲ့ကျမကျမဒီလိုလုပ်နေတာကိုရှက်တော့လို့မရတော့ဘူး။ရှော့တရဆိုသလိုပဲအရှာအလုံးကမောင်းမိုက်သွားခဲ့ပါတယ်။သူနာပြည့်ရဲ့အခန်းထဲမှာကျမနိုးလာခဲ့ပြီးတော့ကျမအရှမ်းကိုထိလန့်သွားတဲ့ရောဂါချဖြစ်တယ်လို့ပြောပါတယ်။ မိဘတွေကိုလည်းအကြောက်ကြောက်ခဲ့ကြပြီးတော့မိဘတွေလည်းအရောင်းကိုစိတ်ပူပြီးကျမစီကိုရှောက်လောက်ခဲ့ကြတယ်။ကျမလည်းကျောင်းတပတ်နားလိုက်ရပြီးတော့ရှမ်းပြစ်ခရက်ရေဘက်ကအနည်းနဲ့လည်းကျောင်းတပတ်နားခံခဲ့ရပါဗျ။အဲ့ဒီအချိန်တွင်းမှာကျမအရောင်းကိုစိတ်တွေရှုပ်ထွေးနေကြတယ်။တင်းရဲကြတော့မိမိကထုံးစံတိုင်းမိတ်ကပ်ပြင်နေတော့မိတ်ကပ်ပြင်နေတဲ့ step တစ်ခုချင်းစီကကျမတို့ရောင်းကိုစိတ်ကျဉ်နေစရာကောင်းတယ်ဆိုတော့ကိုသိလိုက်ရပါဗျ။မိမိလောက်တာကိုကြည့်ပြီးတော့ကျမလည်းကျမမျက်နှာကိုလိုက်ပြီးတော့ဆွဲကြည့်တယ်။ကျမစိတ်တွေရှုပ်ထွေးလာတဲ့အချိန်တိုင်းကျမမိတ်ကပ်ကိုပြင်နေခဲ့ပါဗျ။ မိတ်ကပြင်းနေတဲ့အချိန်မှာတော့ကျမရဲ့စိတ်ကန်ဆောက်မှုတွေအားလုံးကိုမေ့သွားပြီးတော့ဒီတက်မှာပဲအံ့ဩရောက်နေတာကြောင့်ကျမတို့ဒီနေ့ဆွေအကောင့်နဲ့ခန်းဆောက်မှုမျိုးရောက်ခဲ့ပါတယ်။အမေပြောတာပဲတမီးလေးကလည်းမိတ်ကပြင်းတာကိုသဘောကျသွားမှာပါလို့ကြည့်ပါအောင်ဘယ်တော့တောင်းလာလိုက်လဲ။တမီးလေးကဒီလောက်တော့အရေးချင်းရှိရလို့ဘယ်သူကမျက်တိမှလဲနော်။မိမစီကနေတင်းခဲ့တာပေါ့။ရှဲတဲ့တဲ့ဘက်အနေငယ်လာပြီးတော့ရေဘကာရောကျမရောအကြောင်းကိုတပြိုင်တည်းအတူတူတက်ခဲ့ကြပါတယ်။သူចောင်းနာခံကြရတဲ့အတွက်ကျမကိုမကျင်းတဲ့ဖန်နဲ့လက်စားချစ်ဖို့ပဲစိတ်ဝင်စားနေပါတယ်။ ကျမလောကကန်းတဲ့ကိုစပင်တူတွေနဲ့ချက်ကောင်လုံးကြီးပါလားထထားတယ်။သူ့ပြန်ပြီးတော့မတုံ့ပြန်ခဲ့ပါဘူး။ဘာလို့ဆိုတော့အရှင်ဘွဲကိုစတင်တာဖြစ်သွားလိမ့်မယ်လို့ကျမသိနေခဲ့လို့ပါ။ဒါရီအလုံးကနေကျမရှာဖယ်ချင်တာပဲသိပါရယ်။အဲ့ဒါကြောင့်မိဘတွေကိုကျမကြောင်းပြဖို့လိုအနေပြီးဆိုတဲ့အကြောင်းကိုအတိပေးခဲ့ပါရယ်။ဒါပေမဲ့မိဘတွေအနေနဲ့ဝင်ကြီးဆိုင်ရာပြဿနာအခက်အခဲရှိနေတာကြောင့်ကျမကိုကြောင်းပြဖို့အတွက်အဆင်မပြေနိုင်ဘူးလို့ပြောသားပါရယ်။အဲ့ဒါကြောင့်ကျမစစ်စမ်းမိတဲ့တခုရဲတော့ဖြစ်ရှင်နီလန်ကတော့ကျမကြောင်းနာခံရဖို့ပဲဖြစ်ပါရယ်။ ကျောင်းသားခံရဖို့အတွက်ကျမညီညွတ်ဆောင်ကိုတုံးပြီးတော့ကြိုးစားရယ်။အတန်းထဲကဆရာထိုင်မဲ့ထိုင်ကပါကျမ e-box ရဲ့ပုံစံမျိုးဖြစ်အောင်လို့လေပူပေါင်းကြီးကိုတွားထားရယ်။ဆရာကသူထားလိုက်တဲ့အချိန်တိုင်းမသိ e-box တလို့ဖြစ်နေတာ။ဒါပေမဲ့ကျမတို့အတန်းထဲကတခြားစနေစားကောင်းလေးတယောက်ရှိတာကြောင့်သူ့ကိုဆွဆွဲပြီးတော့အလောက်ကသူ့ကိုပဲကျောင်းသားထားလိုက်တယ်လေ။ပြီးတော့နောက်ထပ်အတန်းအချိန်မှာဂီတတာအကျဲကြီးကိုလည်းကျမဖွင့်လိုက်ပါသေးတယ်။ဒီတခါတော့အလောက်ကကျမကိုဖမ်းမိပြီးတော့ကျောင်းသားခံရလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့အလုံးမဖြစ်ပါဘူး။သူတို့ကဒီတိုင်းကျမကိုထန်းတေးအခန်းထဲပဲပို့ထားလိုက်တယ်။ကြောင်းနာကျင်လို့ပါဆိုပြီးတော့ကျမလည်းအသေးတော်ကိုလုံနေကြတာညီလန်းပေါင်းစုံကမှအောင်မြင်ခဲ့ပါဘူး။ဒီလိုနဲ့နွေရသည်ကြောင်းပရက်ကိုရောက်တော့ကျမတို့တည်င်းကောက်တစ်ခုချားလိုက်ရတယ်။ကျမတို့ကညူကြစီကိုပြန်ပြီးတော့ပြောင်းတော့မှာတဲ့။ဖေဖေကလည်းနောက်ထပ်အလားစာကောက်တဲ့အလုပ်တစ်ခုကိုကန်လိုက်ခံခဲ့ရတယ်။ကျမတို့အချိန်ကောင်းလေးပဲပေါ့။ကျမတို့မိဘတွေကကျောင်းအထက်မှာပြောင်းပြီးတော့အပီဖီဆိုတဲ့အကြောင်းကိုလည်းပြောပါပါတယ်။ကျမမှာက ။ညိုအစ်စ်ကိုရောက်တော့တငယ်ချင်းတက်တည်လည်းမရှိတာကြောင့်အိမ်မှာပဲနေပြီးတော့မိတ်ကပ်ပြင်တဲ့ဗီဒီယိုတွေကိုလိုက်လွှင့်ပြီးတော့တင်ခဲ့ပါရယ်။မကြခင်မှာပဲ follower တွေအများကြီးရလာခဲ့ပြီးတော့လူတွေကကျမကိုအားပေးပြီးချစ်ခင်လာကြရယ်။တကယ်ကြတော့မိမိကကျမကအခန်းထဲမှာပဲအောင်းနေလို့ဆိုပြီးတော့အပြစ်ထွက်ဖို့အတွက်ပြောလာပါရယ်။ဒီတော့လေကျမတယောက်တည်းရုပ်ရှင်သွားကြည့်မယ်ဆိုပြီးတော့ရုပ်ရှင်ရုံကိုထွက်လာခဲ့ရယ်ရုပ်ရှင်ရုံထဲကိုဝင်လာတဲ့အချိန်မှာကျမမတွေ့ချင်စုပ်သူတယောက်ကိုထပ်ပြီးတော့တွေ့လိုက်ရပြန်ပါတယ်အဲ့ဒါကတော့ဘက်ကပါ သူနဲ့တူတဲ့ငယ်ချင်းတွေကကျမရဲ့နောက်ကတုံးတက်မြောက်မှာတူတူထိုင်နေကြတယ်။သူတို့မမြင်အောင်လို့ဆိုပြီးတော့ကျမလည်းခေါင်းကိုအသေးတော်ငုတ်ထားနေရတယ်။ရှောင်းရင်းရှောင်းရင်းနဲ့လက်ထက်ကပေါက်ဆော့တွေကဘေးနောက်ကကောင်းလေးပေါ့ကိုမှောက်ကြောက်ကုန်ပါတယ်။အာကျမတော့မမာရနော်။ဟေးမျက်ရှင်ပြေးလား။တခုခုမြတ်ဖြစ်နေလို့လား။ထေရောက်ရောက်ကမင်းကိုလိုက်ပြီးတော့နှောက်ရက်နေရလား။အာအဲ့လိုပါပဲ။ကောင်းပြီလေ။ဒါဆိုငါကူညီပေးမယ်။ ူကသူ့ရဲ့အထုပ်ကိုကျမကိုဆောင်ပေးလိုက်တော့ကျမလည်းအင်းဆင်းဆင်းနဲ့ရုပ်ရှင်ကိုကြည့်ခွင့်ရခဲ့ပါတယ်။ပြီးတော့ကောင်လေးကသူ့ကိုသူဂျမီယိုလို့ခေါ်တဲ့အကြောင်းကျမကိုမေးချက်ပြပါတယ်။ဖုန်းနံပါတ်တစ်ကိုလည်းဖလှယ်လိုက်ကြပြီးတော့ကျမတို့နှစ်ယောက်ကအကြောင်းတူရယ်ဆိုတဲ့အကြောင်းကိုလည်းသိလိုက်ရပါတယ်။ကျောင်းတက်တဲ့ပထမဆုံးရက်ကျရင်သူကျမကိုကျောင်းပေါ်ပေါ်မှာစောင့်နေမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ကျမလည်းသဘောတူလိုက်တာပေါ့။ရုပ်ရှင်ပြီးတော့နောက်ဆုံးကျမပဲကျမတို့ထွက်လာခဲ့ရတယ်။ရီဘက်ကထွက်သွားတော့ကိုသူကြောင့်အလို့ကျမစောင့်နေခဲ့ရပါ။ ။ Channel ကတော့ကြတော့ပထမဆုံးကျွန်တော်တွေကိုရှာလာပြီးတော့ Channel ကကျွန်မကိုကျောင်းပေါ်မှာစောင့်နေကြတာပေါ့။သူကဒီစားလို့အနဲ့ကျွန်မကိုလိုက်ပြပေးပြီးတော့ဒီနေရာမှာပါရှိရဆိုပြီးတော့ပြောပြနေပါတယ်။သူတို့တူတူလည်းတွေ့ရှောက်နေတဲ့အချိန်မှာတခြားသူတွေရဲ့အခြေရကကျွန်မစီရောက်နေတာကိုသတိထားမိလိုက်ပါတယ်။ထောက်ကကျွန်မတော်တော်သိအစီအမပြပါဦး။အမားစိတ်ကိုအေးထားလေနေ့ကောင်ငုတ်ထားပြီးတော့ဒီတိုင်းမှပြဿနာမတက်အောင်လို့နေစမ်းပါမင်းသိလားပုံမှန်တော့တကယ်တော့ဒီလိုမျိုးလိုက်ပြပေးရတဲ့သူကတသက်ရှိရလေ အဲ့ဒါကငါတက်ခဲ့ခြင်းနဲ့တက်ပြီပါသူကလည်းမအားနေတော့ငါ့ကိုပဲလိုက်ပြပေးဖို့အတွက်ပြောလိုက်တာခြေတော်ငါကပဲမင်းကိုလိုက်ပြပေးလိုက်တာပေါ့ဒမ်မီယန်ကကျမတို့ဒီလိုအကြောင်းတစ်ပတ်လိုက်ပြပေးတော့လည်းကောင်းပါရဲ့ဘာလို့ဆိုသူကအရင်ချော်တော့ကိုဟိဟိအတန်းစားတဲ့အချိန်မှာကောင်မလေးတယောက်ကစိတ်တွေလှုပ်ရှားပြီးတော့ကျမတို့တန်းတဲ့ကိုဝန်းကနေရောက်ချလာတယ်ဟိရှောင်းတို့ရဲ့ငါမှာတရေတစ်ခုရှိတယ်နော်ဘာလဲဆိုတော့စောက်ကြည့်နေလိုက်ပါလဲဆိုတော့စောက်ကြီးကငါတို့ကျောင်းသားတွေအားလုံးကိုကြားစောက်ကုပတ်တော်ကိုရှင်းပြီးတော့ကုပတ်တော်ကိုကောက်ပြီးလိုက်ပြီးတဲ့ ှေ့ဘလောက်တောင်ကောင်းလိုက်လဲ။အိုးနေပါဦး။ဒီမှာဘယ်သူရောက်နေရပါလဲ။နေပါဦး။ညကအမှန်မဟုတ်လား။ခုနကနေ့ကမတွေ့လိုက်မိတဲ့အတွက် sorry ပါနော်။ရှက်ပါရဲ့။ drama အသင်းကလည်းအရှမ်းမိုက်မဲ့ပုံပဲနော်။ဟုတ်တယ်လေ။အဲ့ဒါကငါ့ရဲ့ကျေးဇူးကြောင့်ပေါ့။ဒီကောင်းကြတာဆိုလို့ကတော့အားလုံးကတင်ချာတန်းကိုပဲတက်ပြီးတော့တင်ချာအသင်းမှာပဲပြင်းစရာကောင်းနေလိုက်မယ်။ဟမ်ဟုတ်ပါရဲ့နေတလေ။ညကသာအကောင်းဆုံးပါ။ကျင်းနေပြီလား။ဟာအဲ့ဒီလောက်ထိပြင်းစရာကောင်းတဲ့ drama အသင်းကိုပဲဝင်ရှင်နေကြတာနားမလည်တော့။ ဟာဟာမဟုတ်ပါဘူးနော်လုံးဝပဲသူတို့ကတယောက်နဲ့တယောက်နဲ့ပြန်ဆိုင်နေကြပြင်မဲ့လေနှစ်ယောက်တော့ကအရှမ်းကိုခင်မင်းရင်းနေကြရဲဆိုတာကျွန်မမြင်နေရပါတယ်တကယ်တမ်းကျတော့သူတို့နှစ်ယောက်ကငငယ်လေးတွေကရှင်နေကြချပြီးတော့မိသားစုတွေကြောင့်ပဲဖြစ်ပါတယ်ကြောင်တစ်ပြည့်ပြည့်တက်ရင်နဲ့ဒီတလီနဲ့ကျမတို့လည်းတငယ်ချင်းဖြစ်လာခဲ့တယ်ကပပမရှိသမျှအရှာအလုံးရဲ့အကြောင်းတွေအလုံးကိုကျမတို့နဲ့မျှဝေခဲ့ပါတယ်။တကယ်ကြတော့သူကသူ့ရဲ့လက်ဖမိုးတွေကိုကုတ်ဖက်နေတာတွေ့လိုက်တယ်။ အဲ့ဒါကြောင့်ကျမလည်းအိတ်ထဲက handprint လေးကိုထုတ်ပြီးတော့သူ့ရက်လက်ပေါ်ကိုတင်ပေးထားလိုက်တာပေါ့။ညက်လက်ကိုပို့ပြီးတော့ဂီယူစတဲ့နေနော်။အဲ့ဒါလောမမဟုတ်ဘူးဆိုရင်အရှိပြားတွေကအကုန်လမ်းမပြီးတော့ညက်လက်နာကျင်းရလိမ့်မယ်။ညက်လက်ကတခုကြတော့ကျမနေ့လယ်စောစားနေတဲ့အချိန်မှာသူကကန်တင်းနဲ့ပါ Instagram တစ်ခုကိုကြည့်နေတာတွေ့လိုက်တယ်။အဲ့ဒါကကျမရဲ့ Instagram ဖြစ်နေတာပါ။နေရတကယ်ကိုအရေးချင်းရှိတာပဲနော်။နေသိရလား။အော်ရုပ်တရက်နဲ့တလေအတန်ငိမ့်သွားပြီးတော့သူ့ရန်ကုန်နာကျင်းလေးပုံပေါက်နေတယ်။ ညနာတွေကလည်းဖြူဖြောနေရပဲ။နက်တလီနေပါဖြစ်တာလဲအဆင်ပြေရလား။သူလည်းပြင်းကိုအတင်းထိုးပြနေတော့ကျမလည်းသူ့အစာနင်းသွားတော့ကိုတတိထားမိလိုက်ပါရဲ့။ကျမလည်းသူ့အစာကိုအပြင်းဆုံးထုတ်ဖို့အတွက်မနေ့ကစူးစမ်းပြီးရုံးကန်လိုက်ပါရဲ့။အမလီအမရဲ့နင်ကကတင်ပေးလို့ပေါ့။ကျေးဇူးတင်ပါတယ်နော်။မဟုတ်တာငါလောက်အမကိုလွက်လိုက်ပေးရုံပါ။နေရောတက်တာရလား။အမ်တက်တာသားပါပြီ။နင်ကငါ့ရဲ့အသက်ခင်ကျေးဇူးရှင်ဖြစ်သွားပြီနော်။ တမ်မီယကသူ့ရဲ့မောင်နှမရရှိကိုသွားလိုက်နေတာတပတ်စာပြီးတော့မှအကြောင်းပြလာတတ်တယ်။အစာနင်သွားတဲ့မတော်တဆမှုနဲ့ပတ်သက်ပြီးသူကြောက်လိုက်ရတဲ့အချိန်မှာရွှန်းကိုလှမ်းသွားပါတယ်။ဝေါ၊နင်ကငါမရှိတဲ့အချိန်မှာငါတင်ငယ်ချင်းလေးကိုကောက်ွက်ပေးထားရပေါ့။ကျေးဇူးတင်ပါတယ်နော်အမ်မ။သူကလည်းငါတင်ငယ်ချင်းပါပဲ။အဲ့ဒါကြောင့်ငါလို့ဆရာရှိတော့ကိုလှုပ်လိုက်တာပါ။အခုတော့ငါသွားရအောင်မယ်နော်။ငါကာတွန်းစာအုပ်ဆိုင်လေးဝင်ပြီးတော့မှအိမ်ကိုပြန်တော့မလှုပ်လို့နေတာ။မရှိအောင်ငါတို့သွားနေကြနေရလေနှုတ်ဆွေးနေရကရှိတယ်။အဲ့ဒီကိုသွားစမယ်နော်။ ဘာလို့ဆိုတော့ငါတို့ကအဲ့နေရာကိုအရန်တက်မိုးထတာဟုတ်တယ်မလားနတ်တလီညလေအဲ့နေရာကိုကြိုက်တယ်မလားရပါရဲ့တမ်မီရဲ့တမ်မီရဲ့နဲ့ကျမတို့ကြောင်းပြီးတော့တဲ့အချိန်ဒီမှာစာကြည့်ရက်ကိုအမြဲတမ်းလာလိုက်ခဲ့ကြပါရယ်နတ်တလီကလည်းတစ်ခါတလေကျမတို့နဲ့အတူလိုက်လာရယ်ပျော်ဖို့တော့ကောင်းပါရယ်တကယ်ကြတော့ကျမတို့တမ်မီရဲ့နှစ်ယောက်တည်းလာခဲ့ပါရယ်တမ်မီရဲ့ကကျမကိုစာကြည့်နေတော့ကျမတို့တွေ့ထားမိလိုက်တာပေါ့နေ့ရက်ကတော့စာအုပ်ကအဲ့လောက်တော့ပြင်းစရာကောင်းလို့ငါ့ကိုလာကြည့်နေရလား ။ဘာလို့ဆိုတော့အစားအုပ်ကိုမကြည့်ပဲနဲ့တခြားနေရာကိုလိုက်ပြီးတော့ကြည့်နေတာကိုမဟုတ်ပါဘူး။ငါဒီတိုင်မင်းကိုပြောစရာတခုရှိနေတော့ပါ။ဒါဆိုလည်းပြောလိမ့်နော်။ငါမင်းကိုသဘောကျတယ်အမ်ပါ။ဟမ်ဘာပြောရလဲ။ငါမင်းကိုသဘောကျတယ်လို့တကယ်တော့ရုပ်ရှင်ရုံမှာပုံနေတဲ့အချိန်တွေကစပြီးတော့ငါနှစ်ကိုသဘောကျနေကြတာပါ။ဒီလိုသဘောကျတာကငါတော်တော်ပထမအုပ်ဆုံးပဲလေ။ဟုတ်လား။နေတည်လား။ငါကလည်းနှစ်ကိုသဘောကျနေတာအဲ့ဒီနှစ်ကလေးကပဲလေ။ သူပြောင်းလိုက်ပြီးတော့ကျမကိုအနှမ်းပေးလိုက်ပါတယ်။နောက်နေ့ကျတော့ဖြစ်ခဲ့တာတွေကိုနတ်တလေးကိုပြောပြတော့သူကကျမတို့အတွက်ဝမ်းသာပေးနေပါတယ်။အရင်နေ့ညနေကျမတို့စာကြည့်လိုက်ကိုတော့တော့ကျဆက်ပွဲအတွက်သူကစညွှင်းစရာဖြစ်နေရွေးချယ်ခတ်ခဲ့ရတဲ့ဆိုတဲ့အကြောင်းကျမတို့ကိုပြပြပါဗျာ။ကျဆက်မှာစိုက်စရာဖြစ်ခွေရဖို့ကသူ့အတွက်ကြီးမားတဲ့စိတ်ကူးအိမ်မက်တစ်ခုဖြစ်ပါတယ်။ဟုတ်လားငါလည်းနေ့တော့အရှမ်းကိုဝါတာပဲတော့တလေ။ငါလည်းစိတ်လို့ရှာနေတာ။ဒါပေမဲ့နင်းနေတော့လည်းရင်တုံနေရဟ။နင်းတို့လည်းအဲ့ဒီကျဆက်ကိုလာခဲ့မယ်မလား။ ဒါပေါ့ဟာဒီလိုအခွင့်အရေးကိုဘာမှလွတ်လွတ်ခလုံးမရဘူးလေနော် ကျမလည်းအပြားဆက်ပွဲအတွက်စိတ်လှုပ်ရှားနေပါတယ်ကျမတကယ်ချင်းအပြားဆက်ကိုလူတွေအများကြီးလာကြည့်အောင်လို့ဆိုပြီးတော့ Instagram မှာလည်းအပြားဆက်ပွဲရဲ့အကြောင်းကိုတင်ခဲ့ပါသေးတယ်ပြားဆက်ပွဲတွေကိုရောက်တော့လူတွေအများကြီးကရုံပြည့်ရှင်ပြည့်ကိုလာကြည့်ကြပါတယ် Natalie ကအများကြီးလာကြည့်ပေးတဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောပြီးတော့ဒီစားလေးလေးကသူ့ဘဝကိုအခြေခံထားတဲ့ဆိုတဲ့အကြောင်းကိုပါပြပြလိုက်ပါတယ်ပြီးတော့ပြားဆက်ပွဲကကာမလေးတယောက်နဲ့အခြေခံစတင်ခဲ့ပါတယ် ကျောင်းမအမြဲတမ်းစူးစမ်းပေမဲ့မိဘတွေရဲ့စိတ်နှစ်ချင်းကိုမရခံခဲ့ရတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းဖြစ်ပါတယ်။အဲဒါကြောင့်ပဲသူက PR ရဲ့အများကြီးကိုရင်ဆိုင်ခံခဲ့ရတာပေါ့။အဲဒါကြောင့်ပဲနောက်ဆုံးမှာတော့ဒီကောင်မလေးရဲ့ဆိတ်လူရှာမှုဆုပ်ယူပူပန်မှုတွေကလက်ကိုအမြဲတမ်းကုတ်တက်တဲ့အချင်းဖြစ်လာခဲ့ရတယ်။နောက်ထပ်လာတဲ့စိတ်ဝင်စားတွေကိုကျွန်မအရှမ်းယူနိနေတယ်လို့ခန့်စားလိုက်ရပါတယ်။အဓိကစက်ကောင်ကောင်မလေးကစပင်းတွေကိုဆက်ပြီးတော့အဟိကုံယုံနေတာကိုလူတွေအများကြီးကဝိုင်းကြည့်နေကြတာ။စမတကူလိုရက်တက်သားတို့ခန်းစားလိုက်ရပြီးတော့ချက်သိန်းတွေလည်းထထသွားတယ်။ အဲ့ဒါကကျမပဲကျမရီဘက်ကနဲ့ရဖြစ်ခဲ့တဲ့အချိန်တုန်းကထိုင်ကုန်းပေါ်မှာထိုင်နေတဲ့ကျမခန္ဓာကိုယ်အလေးချိန်ကိုမခံစားရတော့ဘဲနဲ့တရွက်လေးတရွက်လေးမျိုးကျမအရန်ကိုပေါက်ပေါက်သွားတယ်ပြီးတော့မိဂရီအပြင်နဲ့အရင်းညံမာရင်ကိုချလိုက်ပါတယ်စိတ်ထဲမှာအရန်ကိုမိုးကြက်လာပြီးတော့စိတ်ကိုတိညောအောင်ကြိုးစားပြင်မဲ့မလုံနိုင်ခဲ့ပါဘူးအမအမမင်းရှိပြေးလားကျမသူ့မိရာကိုပြင်မဖြစ်နိုင်တော့ကြောက်တရားတွေကပြန်ပြီးတော့လှုပ်ခတ်လာတယ် စမရှင်နဲ့မှအရန်ကိုမိုးကြက်နေပြီးတော့ဘာစကားမှကိုပြောနိုင်တော့တာဒီမက်ခါနန်တော့ရဲ့အစောကျမရဲ့ညကထထားဖို့လုပ်တယ်ဟောကန်တဲ့ကထွက်ပြေးနေတဲ့အချိန်ကျောက်တောင်ကောင်းကောင်းမထောက်နိုင်တော့တဲ့ကျမအတွက်ချော်လဲကြတာပြီးတော့အရန်ကိုရှက်ခဲ့ရတယ်အားလုံးကကျမကိုကြည့်နေကြတာလေကျမရဲ့စိတ်ပီစီမှုတွေကိုမက်ခါစားနိုင်တော့ပဲနဲ့အဲ့ညဘာတွေအန်ချလိုက်ပါတယ်ဖခင်ရေဘာဖြစ်နေရလဲအာယုံကိုအမြန်ဆူစီကျမအဲ့ကနေအတင်းကိုထွက်လာခဲ့ရတယ်ဂျမီယာကတော့ကျမနောက်ကနေလွက်ခဲ့ပါတယ် ကျမเองကိုတေချာပြန်ရရလားဆိုပြီးတော့သူကလိုက်ပို့ပေးပြီးတော့နောက်နေ့တွေမှာလည်းကျမကိုစိတ်ပူပေးပြီးတော့လိုက်လာခဲ့ပါတယ်။ဘာလို့ဆိုတော့ပြဿနာပွဲတွေကစပြီးတော့ကျမတခြားလူတွေနဲ့ဘယ်သူမှမတွေ့စင်တာကြောင့်ပါ။ချမ်မီယံကတော့ကျမကြောက်တတ်တဲ့နယ်ဆိုတဲ့အကြောင်းကိုကျမကိုဖြန့်ဖြန့်ပေးနေပါတယ်။ချမ်မီယံပြောတော့ကလွယ်ရယ်တကယ်တော့ကျမမလုပ်နိုင်ဘူး။ကျမရဲ့အရင်ကြောင့်မတော့ကဘာတွေဖြစ်ကြလဲဆိုတာအရှင်းမသိပါဘူး။ဒါဆိုရင်လည်းကို့ကိုပြပြလေ။မင်းကိုဘာတွေကနှောက်ယှက်နေလဲဆိုတာကိုကိုသိမှရမှာပေါ့။ပြီးတော့ကျမလည်းပြပြလိုက်တယ်။ ကျမအရာအလုံးကိုပြပြနေတဲ့အချိန်တွေမှာအထူးကကျမကိုဖတ်ထားပြီးတော့ကျမရဲ့စကားတွေကိုနားထောင်ပြပါရစေ။ဘာမှစိတ်မပူဘူးနဲ့အရာအလုံးအဆင်ပြေသွားမယ်ဆိုတဲ့အကြောင်းအထူးကကျမကိုပြောပြနေပါရစေ။ဒါပေမဲ့စိတ်ထဲမှာတော့မင်းစရာမိကိုတစ်ခုချင်ရှိနေပါရစေ။နက်တလီကဘလို့လို့ပြီးတော့အဲ့ဒီမတော်တဆမှုတွေနဲ့ပတ်သက်ပြီးတူတူသွားကြတာလဲ။ဘလို့လို့ပြီးတော့သူကတိတ်သွားတာလဲ။နောက်ဆုံးကျတော့ကျမရဲ့အာအိမ်တွေကိုပြန်ဆူဆီးလိုက်ပြီးတော့အချောင်းကိုပြန်လာခဲ့။ဒီပြဿနာကဘသူရဲ့ဇလန်လဲဆိုတာကိုကျမသိမှရလိမ့်မယ်လေ။ ညတလေးကကျမကိုမြင်တော့ကျမစီပြေးလာပြီးဖတ်ပေးပါရယ်။ငါတမမပါရယ်နော်။နေ့မှအလောက်ထိကြီးမာတဲ့ anxiety ရှိနေမှငါမသိခဲ့လို့ပါ။အခုရောနေမလို့နေသေးလဲအဆင်ပြေရလား။ငါကတော့အတောင်းပရမယ်လို့ပါဟာ။ငါကနေ့ရက်ပြဆက်ကိုဖျက်ဆီးမိလိုက်တာလေ။ငါရဲ့ဆွေရဲ့ပူပန်မှုကကြီးမာလို့တော့ပြဆက်ကိုဘလို့ဖြစ်သွားစေမလဲဆိုတော့ငါမတွေးလိုက်မိဘူး။ဒီဒီလိုဖြစ်နေကြမှာဘာဖြစ်လို့ငါ့ကိုအစောကတည်းကပြောခဲ့ရတာလဲ။အာငါအရင်ကိုရှက်ခဲ့မိလို့ပါ အဲ့ဒီအကြောင်းအရာကငါ့ကိုအားနေသလိုဖြစ်စီတော့လေပြီးတော့တခြားသူတွေကငါ့ကိုဒီလိုမြင်ကြမှာကိုငါမလို့ချင်ဘူးဒီကရက်ဂျာတော့အဲ့ပြဆက်ကငါ့အကြောင်းကိုပြထားတာလေဟာဟမ်ဟုတ်တယ်စတဲ့ငါဘလို့ဖြစ်သွားလဲဆိုတာနေမသိစင်ဘူးလားစတဲ့ငါအခုငါလည်းရှိရှိနေတဲ့ပျော်ရွှင်စရာကောင်းတဲ့ကောင်းမလေးဖြစ်နေတာပေါ့နောက်ဆုံးကျတော့ငါရဲ့လက်ကိုကုတ်ချစ်တာကနေပြီးတော့ငါရုံထွက်နိုင်ခဲ့ပြီလေဒါကဘလို့ဖြစ်လာကြလဲဆိုတာကိုရောနေသိလားအဲ့ဟာကြီးကနေကြမှာပဲဟာဘာဆိုလိုတာလဲငါကြောင့်ဆိုတာက ။နေဟက်ခရက်လေးကိုထုတ်ပြီးတော့ငါလက်ပေါ်မှာလိုင်းပြတဲ့အချိန်ကိုမှတ်မိလား။အရင်နေ့ကစပြီးတော့နင်းနဲ့ဒမီယာကငါ့ကိုဘလောက်တောင်ကူညီပေးခဲ့ပြီးတော့ငါ့ကိုဘလောက်တောင်ချစ်ကြတယ်ဆိုတာကိုငါသိလိုက်ရတယ်။ငါလို့တမယအရှာအလုပ်ကိုလည်းနင်းတို့ကအားပေးခဲ့ကြတယ်လေ။နင်းကငါ့ကိုဘလောက်ကျင်နာပြီးတော့ကယူဆိုင်ပေးတယ်လဲဆိုတာကိုနင်းကိုရိုင်းမသိရလား။နေအမြဲတမ်းငါ့ကိုဒီလိုလုပ်ပေးကြတဲ့အတွက်ငါကလည်းအမြဲတမ်းကျေးဇူးတင်ရတာပါသူရဲ့စကားကြအံ့အားတင်သွားပြီးတော့ကျွန်မလည်းဝမ်းသာမြေကြီးဆုခဲ့ရပါတယ် နောက်တရက်ကျမရဲ့ channel မှာပါတင်ရမလဲဆိုပြီးတော့တွေးနေတော့ idea တခုရလာခဲ့တယ်။ထိုင်ကုန်မမထိုင်ပြီးတော့ Instagram မှာ live video တခုကိုလွှင့်ခဲ့တယ်။ Hi အားလုံးပဲဘယ်လိုနေကြလဲ။ဒီတစ်ခါရိုက်မဲ့ video ကအရှိကကျမ makeup ပြင်တဲ့ video တွေချက်တော့အထူးစားနေပါလိမ့်မယ်။ဒီတစ်ခါကတော့ makeup လေးနောက်ကိုတင်ပေးမယ့်အစား makeup ဖြတ်တာကိုတင်သွားမှာပါ။ဒါကိုကျမလုပ်နေတဲ့အချိန်မှာကျမကိုနာကျင်စေခဲ့တဲ့သူတစ်ယောက်အကြောင်းကိုကျမတွေးနေပါပါ။သူကကျမကိုနာကျင်စေခဲ့တာကခန္ဓာကိုယ်ပိုင်းဆိုင်ရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့သူ့ဆောင်နဲ့ပဲကျမပို့ပြီးတော့တံပါလာရရလို့ပဲတွေးပါရယ်။ကျမရဲ့စိတ်မလုံးမချုံမှုတွေနဲ့အစာရောက်ကြတဲ့အကြောင်းကိုလူတွေအားလုံးကိုဖော်ပြခဲ့ရယ်။ကျမအရင်ရှက်ခဲ့ရတဲ့အကြောင်းအရာကိုတော်တော်ကောက်လို့ပြောလို့ပြချပြခဲ့တာပါ။ကျမကြုံတွေ့ခဲ့ရတဲ့အရာတွေစီကနေဘလို့ကောင်းပေါ်အောင်လို့ထိုးစားနေခဲ့တာလည်းပေါ့။ဒါကြောင့်မလို့ကျမပြောချင်တာကတော့မင်းကတကယ်ကိုအံ့ဩစရာကောင်းတဲ့သူတယောက်ပါ။အဲ့ဒါကြောင့်အများကကိုကိုယုံကြည်မှုရှိပါ။ Bye ။ ကျွန်မမသိလိုက်ခင်မှာပဲကျွန်မတွေ့ထားတဲ့အဲ့ဒီဗီဒီယိုကပေါက်သွားခဲ့ပါတယ်။တခြားသူတွေကလည်းသူတို့ရဲ့အကြောင်းကိုပြပြကြပြီးတော့ကျွန်မကိုဗီဒီယိုထဲမှာတက်တွဲခဲ့ကြတယ်။ကျွန်မကိုကိုခေါ်ယူပြီးပါတယ်။ကျွန်မရဲ့အားနည်းချက်ကကျွန်မရဲ့အသက်အရွယ်တွေကိုအဖို့ွက်ထားနိုင်ပြီလေ။နောက်တစ်နေ့ကြာတတ်တော့လေကျွန်မရဲ့လက်နက်ဖက်စလုံးမှာကျွန်မချစ်ရတဲ့သူတွေကိုတွေ့ထားလိုက်ရတဲ့ပေါ့။ဒီဘက်မှာတမ်ဘီယံဒီဘက်မှာရိုက်နေတယ်လီပါ။ကျမကချစ်ခင်ရသူတွေနဲ့ကျမရဲ့မိသားစုတွေတကယ်ချင်းနေရှိနေတာကြောင့်ဖေယောက်ကိုပေါ့ရှိချပြီးကျမတကယ်ချင်မှုပါဦး ဲ့ဒါကြောင့်စိတ်ပလုံးချမှုတွေကစားမနေပါဘူးကြာကျွန်မကိုကိုတတိပေးနိုင်တယ်ပါတယ်စိတ်ပူပန်မှုတွေကလည်းကျွန်မဘွားရဲ့ဒီဇိုင်းတစ်ပိုင်းဖြစ်နေပြီးပြီးတော့ကျွန်မကတော့ကျွန်မဆက်ပြီးတော့ရှိနေမှာပါဇန်နလီကတော့ဒီလောက်ပါပဲเนาะနောက်ဒီပါလပရိသတ်လေးတို့ကကျွန်မရဲ့ channel လေးကိုဆက်လုပ်ပြီးတော့အားကိုးချင်ပါအောင်ရှင်တာယာအေဂျင့်နဲ့နေရာလေးတွေကိုပိုင်ဆိုင်နေကြပါစေเนาะ